Facebook လူမှုကွန်ရက်မှာလူတချို့ကရေထွက်ပေါက်ငယ်တွေကနေတဆင့်ရေခက်နေရုပ်သက်ဖိုင်တစ်ခုပြန်နေပါတယ်။အလုံးစုံတဲ့ Facebook စာမျက်နှာတစ်ခုကနေမလ၈ရက်နေ့မှာຫນွေပတ်ကြရေရှားပြီဆိုပြီးရုပ်သက်ဖိုင်တစ်ခုကိုစတင်ဖြန့်ဝေထားပါတယ်။ရုပ်သက်ဖိုင်ထဲမှာတော့လူတချို့ကတပေးလောက်ရှိတဲ့ရေထွက်ပေါက်တွေကရေတွေကိုရေဘူးတွေနဲ့ခက်ဖြည့်နေတာပါ။ဒီဖိုင်ကိုကြည့်ရှုသူနှစ်တန်းခွဲကျော်နဲ့ပြန်လည်မျှဝေသူတစ်ထောင်ကျော်ရှိနေပါပြီ။ မှတ်ချက်တွေထဲမှာလည်းရေထွက်တဲ့နေရာကိုရေရင်းရေကန်တူးဖို့အကြံပြုထားကြပြီးမှတ်ချက်900နီးပါးရှိနေပါတယ်။မြစည်းမကတရုတ်တံဖိုင်ကိုချက်လက်စစ်ဆေးခဲ့တာမှာရုတ်တံကောင်းစင်တဲကအတိုင်းရေရှားလို့ခုလိုရေခတ်နေရတာမဟုတ်တာကိုတွေ့ရပါတယ်။ဖြန့်ဝေထားတဲ့ရုတ်တံဖိုင်အောက်မှာပဲလင်းလင်းဆိုတဲ့ Facebook အသုံးပြုသူတယောက်ကကျွန်တော်တို့ရွာမှာပါနိုင်ရေကန်လို့ခေါ်ပါတယ်။ဆေးအဖြစ်သုံးကြတာပါရေမရှားပါဘူး။မကွေးတိုင်းစိတ်ဖြူမြို့နယ်ရွာသားအေးကျေးရွာမှာပါဒူးနာခါနာနိုင်ရီကန်ကရေနဲ့လိမ့်လိုက်ရင်တတ်တာတယ်ဆိုလို့အနေနဲ့ရရက်ကနေလာခတ်ကြတာပါ ရေမရှားပါဘူးဗျာပေလေး90တူရနဲ့ရေရတဲ့ရွာပါလို့မှတ်ချက်ပေးထားတာကိုတွေ့ရပါတယ်ဒါနဲ့ပတ်သက်ပြီးတက်တော့လူမှုကွန်ရက်မှာစိတ်ဖြူရွာသားအေးနဲ့ရေကန်ဆိုတဲ့စလုံးနဲ့ဆက်လက်ရှာဖွေခဲ့တာမှာရုပ်သက်ဖိုင်တချို့ကိုတွေ့ရပါတယ်အဲ့ဒီထဲမှာဖိန်ဖိန်တီတီဆိုတဲ့တက်တော့အတုံးပြူသူတယောက်ကနေမလာ6ရက်နေမှာဖြန့်ဝေထားတဲ့ရုပ်သံဖိုင်နဲ့နေရခင်းချင်းကအခုရုပ်သံဖိုင်နဲ့တူညီနေတာကိုတွေ့ရပါတယ်။သူ့ရဲ့ဖော်ပြချက်မှာတော့စိတ်ဖြူမျိုးနဲ့ရွာသားအေးရွာမှာတီထားကိုကိုွယ်ထားတဲ့ဖျားစီဒီတော်တကူးချောင်း ကုန်းချောက်တော်မှာရေများစိမ့်ထွက်လာပုံဆိုပြီးဖော်ပြထားပါတယ်။စိတ်ဖြူမျိုးနဲ့ရွာသားအေးကျေးရွာတီနီယာကို Google Map မှာရှာဖွေခဲ့ပါတယ်။မြေပုံထဲကချက်လျားရွာသားအေးရွာတောင်ပယ်600မီတာကျော်လောက်မှာရောချောင်းထဲကိုစီးဝင်နေချစ်ချောင်းရှိနေပြီးရွာရဲ့အရှေ့ဘက်16ကီလိုမီတာကျော်10မိုင်နီးပါးအကွာမှာရောချောင်းရှိပါတယ်။ဒီလိုမြေမျက်နှာတွင်ပြင်အနေထားရရွာသားအေးကျေးရွာဟာရေရှားပတ်မှုတန်ကိုဆိုးရွားစွာခံစားရမယ့်အနေထားမရှိနိုင်ပါဘူး။မကွေးတိုင်းဟာအပူပိုင်းဒေတာတစ်ခုဖြစ်တာနဲ့အညီနွေရာသီမှာအချို့နေရာတွေကရေရှားပတ်မှုကိုကြုံတွေ့ရလေရှိပါတယ် သတင်းဖော်ပြချက်တွေအရပြီးခဲ့တဲ့နှစ်တွေမှာရေရှားပါပြက်လက်မှုကဧပြီမေလောက်မှာဖြစ်ပေါ်လေးရှိတာကိုတွေ့ရပါတယ်ဒါကြောင့်လက်တလောလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ရုပ်တံဖိုင်ဟာနွေရာသီမှာရေရှားလို့ခုလိုရေထွက်ပေါက်ငယ်တွေကနေရေခက်ယူနေရတာမဟုတ်ဘဲဒေသခံတွေရဲ့ယုံကြည်မှုအရတွင်းထက်ရေတွေကိုခက်ယူနေတဲ့ရုပ်တံဖိုင်ပဲဖြစ်ပါတယ်။နွေရာသီရေရှားပေါက်မှုနဲ့ဆက်နွယ်ပြီးလူစိတ်ဝင်စားအောင်ရုပ်တံဖိုင်ကိုလိုတလိုခေါင်းစဉ်တက်ပုံဖော်ဖြန့်ဝေထားတာပဲဖြစ်ပါတယ်။ မီဇီမာကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့တဲ့င်းတွေရှိခဲ့ရင်မီဇီမာကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင်တော့ t.ly/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တဲ့င်းအကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။